ါရှင်2025ခုနှစ်ဇွန်လ9ရက်နေ့ကနေ15ရက်နေ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။အခုတစ်ပတ်အတွင်းဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာအနောက်တောင်မုတ်တုံလေးဟာအားကောင်းရာကနေအားအလွန်ကောင်းနိုင်ပါတယ်။ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ17ရက်12ရက်နဲ့13ရက်နေ့တွေမှာလေတုမငြိမ်သက်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။မိုးအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်း ပဲခူးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ကစကိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပါတယ်။မိုးလေဝသဖြစ်စဉ်ဒီအနေနဲ့ဇော်လ73 74နဲ့15ရက်ဒီမှာမုတ်တုံတွေအားကောင်းလာကြ အေအော်ရီတိုင်းရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။မိုးသဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်း၊နေရာကွက်ပြီးမိုးကြီးခြင်း၊လျှက်တပြက်ရေကြီးခြင်း၊ကမ်းမပြိုခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်နေရာတွေဖြစ်ပေါ်နိုင်တဲ့အတွက်ပုံမူဂရုပြုကြဖို့လိုအပ်ပါတယ်။လာမယ့်16ရက်အတွင်းဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ဆက်ဆက်လျက်ရှိတဲ့အလဲပိုင်းဒေသမှာမုတ်တုံဆဲလ်တွေကြောင့်လီဘီယာနဲ့ယမန်တို့ခုဖြစ်ပေါ်လာနိုင်ပေမဲ့ဆက်လက်အားကောင်းနိုင်ခြင်းမရှိကြောင်းခန့်မှန်းထားပါတယ်။ အခုဆက်လက်ပြီးနေ့လိုက်တပတ်စာမူလေးဝေဒအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။စွန်လ9ရက်နေ့အတွက်မူလေးဝေဒခံမှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူရနိုင်ပြီးမုတ်တုံလီဟာအာအထင်တင်ကနေအာကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရန်မြို့ဝကျောမော်ဒေသတွေနဲ့မုတ်တမခွေတို့မှာအနောက်အနောက်တောင်ဘက်ကနေလီဟာတနအီကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ တနင်္သာရီကံယူရံဖတ်မှာလီဟာအနောက်အနောက်တောင်ဘက်ကနေတနါရီကို25မိုင်ကနေမိုင်30ခန့်တခါတရံ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလိုင်းအသင်တင်ကနေလိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေကတော့နေပြည်တော်စကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးတချုံရွာနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ကချင်းကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပါတယ်။ မကွေးတိုင်းနဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမှုတချုံရွာနေပါတယ်ရှင်။မနက်ဖြန်ဇွန်လ10ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံလီဟာအထင်တင်ကနေအားကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရန်မြို့ဝကျောင်းမော်ဒေသတွေနဲ့မုတ်တမခွေးတို့မှာအနောက်အနောက်တောင်ဘက်ကနေလီဟာတနအိကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအ င်ရှိနိုင်ပါတယ်တနင်္လာရီကင်ယူရန်ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္လာရီကို25မိုင်ကနေမိုင်30ခန့်တခါတရံမှာ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှအသင်တင်ကနေလိုင်းကြီးနိုင်ပါတယ် မိုးချီနေကတော့နေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ချင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထချုံရွာနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ကချင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပါတယ်။မကွေးတိုင်းမှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်ရှင်။ ဇွန်လ17ရက်နေ့အတွက်မူလီဝဒခံမှန်ချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံတွေဟာအာအထင်တင်ကနေအာကောင်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေကတော့ ရခိုင်ကံယူရံမြို့ဝကျွန်းမော်ဒေသတွေနဲ့မုံတမခွေတို့မှာအနောက်နောက်တောင်ဘက်ကနေလေဟာတနအီကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအသင်အင်းရှိနိုင်ပါတယ်။တနင်္သာရီကံယူရံဘက်မှာလေဟာအနောက်နောက်တောင်ဘက်ကနေတနအီကုန်25မိုင်ကနေမိုင်30ခန့်တခါတရံမှာ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပြီးလှိုင်းအသင်အင်းကနေလှိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေကတော့နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းအကိုတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာအနှံ့ပြမိုးတချုံရွာနိုင်ပြီးတချို့ဒ ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရော်ဒီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပါတယ်ရှင်။ဇွန်လ12ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံလီဟာအားအထင်တင်ကနေအားကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ယူရံမြို့ပါကျုံမော်ဒေသတွေနဲ့မုတ်တမကွေးတို့မှာအနောက်အနောက်တောင်ဘက်ကနေလီဟာ တနအီကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအနေငယ်ကနေလိုင်းအသင်တင်ရှိနေပါတယ်။တနင်္သာရီကံယူရန်ဘက်မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကုန်25မိုင်ကနေမိုင်30ခန့်တခါတရံမှာ35မိုင်ခန့်တိုက်ခတ်နိုင်ပြီးလိုင်းအသင်တင်ကနေလိုင်းကြီးနိုင်ပါတယ်။မိုးအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်း မကွေးတိုင်းရှမ်းပြည်နယ်ရှေးပိုင်းနဲ့တောင်ပိုင်း၊ပဲခူးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမှုထစ်ချုံရွာနိုင်ပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့စကိုင်းတိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပါတယ်ရှင်။ဇွန်လ23ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တီးကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံလေးဟာအားကောင်းရာကနေအားအလွန်ကောင်းနိုင်ပါတယ်။ ။ပင်လယ်ပြင်အခြေအနေကတော့မြန်မာကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းတော်ပင်လယ်ပြင်တို့မှာတစ်ခါတရံမိုးသက်လေပြင်းကြီးကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်လေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းမကွေးတိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်လိုမှာနေရာအနှံ့ပြမိုးထစ်ချုံရွာနိုင်ပြီး အရာဝတီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့စကိုင်းတိုင်းအောက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းအထက်ပိုင်းမှာတော့နေရာကွက်ကြမိုးထချုံရွာနိုင်ပါတယ်ရှင်ဇွန်လ14ရက်နေ့တော့မူလီဝဒါခမန်းချက်တီကတော့ဘင်္ဂလားပင်လယ်အော်ချီနီမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပြီး မုတ်တုံလေးဟာအားကောင်းရာကနေအားလုံးကောင်းနိုင်ပါတယ်ပင်လယ်ပြင်အခြေအနေကတော့မြမကန်ရတဲ့တခြားနယ်ကန်လုံးပင်လယ်ပြင်တို့မှာတခါတည်းကမိုးသက်လေပြင်းတွေကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေးဟာအနောက်အနောက်တောင်ဘက်ကနေ တနအီကုန်မိုင်30ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးချီနေကတော့နေပြည်တော်စကိုင်းတိုင်းအောက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထချုံရွာနိုင်ပြီးရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတော့နေရာကွက်ပြီးမိုးကြီးနိုင်ကစကိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပါတယ်ရှင်။ ဇွန်လ15ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အင့်တင့်ကနေတိမ်ထူထပ်နိုင်ပြီးမုတ်တုံတွေဟာအကောင်းရာကနေအားအလုံးကောင်းနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့မြန်မာကန်ရံတခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာတခါတည်းမိုးသက်လေးပြင်းကြီးကြာရောက်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။ မိုးတက်နေပြန်ကြစဉ်ရေပြင်းမြေပြင်းလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်30ကနေ35မိုင်ခန့်အထိတိုက်ခတ်နိုင်ပါတယ်။မိုးအခြေအနေကတော့မြေပြည်တော်စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းမကွေးတိုင်းတနင်္သာရီတိုင်းရှမ်းပြည်နယ်ရှေးပိုင်းနဲ့တောင်ပိုင်း ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထချုံရွာနိုင်ပြီးအေရဝတီတိုင်းရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်း၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာဆိတ်ဆိတ်မိုးထချုံရွာနိုင်ပါတယ်။မန္တလေးတိုင်းမှာတော့နေရာကွက်ကြားမိုးထချုံရွာနိုင်မှာကြောင့်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကရသက်တပတ်မိုးလေဝသအခြေအနေတွေကိုထုတ်ပြန်ပေးထားပါတယ်ရှင်။